ကျွန်တော်အရင်ဆုံးကတော့ WeChat ဝယ်ရန်လုပ်တဲ့လူတွေကလေ သူ live နဲ့သူတည်တမ်းရှိကြတာပေါ့အဲဒါပေမဲ့အခုနောက်ပိုင်းကျတော့ကလေးပုစာလေးရာဆိုတာ WeChat တွေဝယ်တဲ့ရောင်းနဲ့လောက်ကြတယ်ပေါ့နော်14 15လောက်တင်တယ်လောက်ကြတယ်ဒါပေမဲ့သူတို့တွေက WeChat ကိုလောက်တာလုံနေကြတာပေါ့နော်ဟိုဘယ်လိုပြောရမလဲ WeChat ဆိုတာဘာမှန်းလဲမသိအဲ့လိုမျိုးဝယ်တဲ့ရှိလို့ရောင်းနေကြသူတို့ရောင်းတဲ့တဲ့သူကဘယ်လိုလဲဆိုတာလည်းမသိကြဘူးအဲ့က WeChat ဒီအများကြီးဝယ်လို့ကောနော်ကြားဖြန်နေကြီးပဲကြားဖြန်ဝင်နေကြီးအဲ့ဟိုမြောက်တွေပဲကအဲ့ဝင်းကြီးရဲ့ကြားဖြန်ဝင်လို့ခေါ်တယ် အကြပြဝင်နေတဲ့လူတွေပဲဝယ်ကြတာကြားပြဝင်နေတာဗားတွေဝယ်ကြတယ်ဆို WeChat လဲဝယ်တယ် Telegram လဲဝယ်တယ် WhatsApp လဲဝယ်တယ်နောက်ပြီးတော့ Instagram တော့လာမသိဘူး Instagram Instagram တော့ဝယ်လာမသိဘူးအဲ့လိုပြောနေတော့အဲ့ဒါဝယ်ပြီးလောက်ကြတာเนาะအဲ့တော့ကို WeChat account တွေရောင်းနေဆိုတာအများကြီးအများကြီးတွေဝယ်နေရဘယ်သူတွေလဲဝယ်နေလဲသိချာလေ့လာကြအောင်အဲ့ဒါကြားပြနေတိလာကျွန်တော်တို့ကကျွန်တော်တို့ကအဲ့အရာကြီးနဲ့မရောင်းချင်တော့လို့မလို့ကျွန်တော်တို့ iPad လိုက်ပါတက်တက်ထွက်ထားပြီးကွက်ကိုတီးတတ်နေတာပေါ့နော်